အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ10ရက်နေ့ကနေ14ရက်နေ့အတွင်းကာလမှာအထူးကောင်းတဲ့ကိုလို့သမားဆင်းပြေမယ်အခက်အခဲတွေဖြေရှင်းနိုင်မယ်ရှင်မချက်စစ်တွေလက်တွေကောင်းထဲဖို့နိုင်တယ်မိတ်ကောင်းဆွေကောင်းတောက်ကိုရမယ်ပူပေါင်းပြီးလှုပ်တဲ့တို့တွေအကျိုးပေးမယ်မထင်မှန်ပဲငွေဝေးမယ်ဆုံးဖြတ်ချက်တွေမှန်ကန်မယ်ကြံ့ကြံ့နေတဲ့ရပိုင်ခွင့်တွေပြန်ရမယ်အခက်အခဲအလုံးကိုကျော်လွှားပြီးလိုရာစံတပြည့်စုံခြင်းနဲ့ ဘဝတိုးတက်ခြင်းနှစ်သာရကိုအထင်ရှားရရှိကြုံတွေ့ရမယ်ကာလတစ်ခုဖြစ်သလိုမိဟောင်းဆွေအောင်နေနဲ့ပြန်ဆောင်ခြင်းမိသစ်ဆွေစစ်တိုးပွားခြင်းနဲ့ကြုံတွေ့မယ်ဒီကာလမှာကျုံတဲ့မိသစ်တရားရှေလျားတဲ့အနာဂတ်ရဲ့အကျိုးပေးမဟာမိတ်တွေဖြစ်လာနိုင်မယ်ဘေးဒီမေးခြင်းတဲ့အကြောင်းတွေပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုတိုင်ကိုကြလူတွေ့လာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ် ဒါကြောင့်စာစာနေဖို့ application ကိုယုံကြည်စွာ သုံးချနိုင်ကြောင်းတွေ့ပြပါတယ်။ရှင်းရည်ရအရာရာဆင်ပြေခြင်းကကောင်းခြင်းဘဝတိုးတက်ခြင်းကိုကြုံမယ်။ကိုယ့်ရည်ရအလုပ်ဖို့ကိစ္စဝင်ကြုံမယ်။ရှင်ပြိုင်မှုတွေမှာအောင်မြင်မယ်။ဆယ်ရည်နေမှာအရာရာအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းကရှိတယ်။ဒါပေမဲ့ရန်နောက်စိတ်တွေနဲ့ရှင်ပြီးတော့ရမယ်။ဆယ်တည့်ရည်စိတ်ချမ်းသာစရာပျော်ရွှင်စရာကောင်းခြင်းကံကြမ္မာရှိတယ်။ စနေနေ့မှာပစ္စည်းပြောက်တတ်တယ်အသွာလာနေတဲ့ဂယူဆက်ရမယ်အရဝေးရကောင်းတဲ့င်းကြုံမယ်အဲ့ဒီလပြင်းနေကုသိုလ်ကောင်းမှုတစ်ခုသွားလာစေပြုတ်လိုက်ပါစသောရနေ့မဟာတကြံကြိုးနေ့အဲ့ဒီနေ့မှာထူးခြားတဲ့အပြောင်းလဲတွေရှိမယ်ခကြီးကံကောင်းမယ်ငွေကြေးကံထူးထူးခြားခြားတိုးတက်လိမ့်မယ်ဆယ်လေးရနေ့ဟာမဟာတကြံကြနေ့ဖြစ်ပါတယ်အဲ့ဒီနေ့မှာတကြံကြချိန်က မနေ့6:39မိနစ်နဲ့27စက္ကန့်ချိန်ဖြစ်တဲ့အဲ့ဒီမှာကောင်းစီကောင်းရှုံပြုပြီးတော့အလိုရှိရဆန္ဒပြုရင်တူတူကြကြကောင်းခြင်းကံရဲ့အကျိုးဆက်ကိုရရှိနိုင်ပါလေဒီကာလတော်တွင်မှာဇာသပတိနဲ့အင်္ဂါနဲ့ဗုဒ္ဓနဲ့မွေးတဲ့သူတွေကိုတွေ့အကျိုးပေးတယ်တနည်းလားတောက်ကြမွေးသူတွေကိုဒုက္ခပေးတတ်တယ် နံပါတ်3ခုံ6ခန်းနေအကျိုးပေးတယ်အပြာရောင်ပန်းရောင်နုနေရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စလေးတွေဆောင်ရွက်ရင်ထူးခြားသောကောင်းခြင်းကံရဲ့အကျိုးပေးနှစ်သာရတွေကို ရရှိနိုင်ပါတယ်ဒီကာလအတွင်းမုံလို့ရေပေါ်ကိုနိဗ္ဗာန်မှာဝေမျှခြင်းလှူဒါန်းခြင်းပြုပေးပါကျေးဇူးတင်ပါတယ်